ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေជួសសួរပါတယ် Champion ပြည်သက်တွေအောင်လင်မင်္ဂလာပါဒီအပိုင်းမှာ Liverpool အသင်းရဲ့ကစားသမားတွေအများစုကိုဥရောပထိပ်တန်း Club အသင်းတွေကတောက်လျှောက်ခေါ်ဖို့ဆန္ဒရှိတယ် Liverpool အသင်းရဲ့ဝင်လေက အသက်သွေးကြော ဖြစ်ကြတဲ့ Dominic Szoboszlai နဲ့ Ryan Gravenberch တို့နေဦးကို La Liga ထိပ်သီး Club တွေဖြစ်ကြတဲ့ Real Madrid နဲ့ Barcelona အသင်းကစိတ်စားရရှိတယ်လို့ဆိုထားတယ် ော့ဒီနေရာမှာဒါလီဗာပူးအသင်းကအခုလက်ရှိမှာသူတို့ရဲ့ဒါဒီအဓိကကစားမားတွေပေါ့လေဒီကစားမားတွေကိုသူတို့ကရောင်းဖို့စံနာမရှိပေမဲ့ထိတ်တဲကလပ်အသင်းကြီးတွေကစပြီးတော့သူတို့အသင်းရဲ့ဒါဘယ်လိုပြောမလဲဒီ အဓိကကစားမတွေကိုသူတို့စပြီးတော့ဆွဲဆောင်ပြီးတော့သူတို့ဘက်ကခေါ်ဖို့ကြိုးပမ်းနေတယ်ဆိုတော့လီဗာပူးဘက်ကအခုသူတို့ရဲ့နောက်ခံလူအီဘရာဟီမခနာတီတောင်အစောပိုင်းတည်းကရမတွေ့အသင်းကစိတ်ဝင်စားခြင်းခံရသူဖြစ်တယ်ဒါလက်ရှိနေထားရပြီးခဲ့တဲ့ရက်ပိုင်းကတုန်းကလီဗာပူးရဲ့ ဒါဟန်ဂေရီယအသင်းကောင်းဆောင်ကွင်းလေကစားမဒူပရစ်ဒူမနစ်ဆပ်ပိုစလိုက်ပေါ့လေဒီကစားမကိုမန်ချက်စတာစီးတီးနဲ့ရယ်မက်ဒရစ်အသင်းကခေါ်ယူဖို့ဆန္ဒရှိတယ်ဆိုပြီးဖော်ပြထားတယ်ဒါအသက်က25နှစ်ရှိတဲ့စန်ထရယ်မစ်ဖီပလေယာဖြစ်ရောအတက်ကင်မစ်ဖီပလေယာဖြစ်ရောကောင်းကောင်းကစားနိုင်တယ်လူအပ်ရင်ညာနောက်ခံလူဖြစ်ပါဒီယာဒီမှာကစားနိုင်သူဖြစ်ပြီးတော့ ရီယယ်မက်ဒရစ်ကဆွဲဆောင်ရတဲ့ကွင်းလင်စားမဒိုမီနစ်ဆော့ဖ်စိုင်းကိုသဘောကျတယ်သူရဲ့ current market ပေါက်ကြီးကယူရို85တန်းဖြစ်တယ်လီဗာပူးကိုတိုင်း support line ကို RB Leipzig ကဝယ်ယူတဲ့အခါမှာယူရိုတန်း80ရောကြီးစာချုပ်ပေးပြီးခေါ်ယူခဲ့တာဖြစ်ပြီးတော့ဒီစားမရဲ့လက်ရှိ current contract က2028ထိရှိတယ်2023မှာစာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးတော့လီဗာပူးက dominant support line ကိုရောင်းဖို့စံနာမရှိလို့သူတို့ကိုတိုင်းတက်တန်းထပ်တိုးဖို့လုပ်နေတဲ့အချိန်မှာ ရီယယ်မက်ဒရစ်ကဒီဇာမာကိုချင်ကပ်လာပြီးတော့စိတ်ဝင်စားတဲ့အကြောင်းဖော်ပြလာတယ်မက်ဒရစ်ကကျွန်တော်ခုနပြောသလိုအီဘရာဟီမာခနာတီကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်နိုင်ဖို့လုပ်နေတယ်လီဗာပူးအနေနဲ့ခနာတီကိုစာချုပ်တဲ့ကိစ္စဆွေးနွေးမှုမှာအဆင်မပြေသေးတဲ့အတွက်ကိုအခွင့်အရေးယူပြီးတော့သူတို့ဘက်ကရဖို့ကြိုးပမ်းနေရှိတယ်အဲ့ဒီနေရာမှာလီဗာပူးအသင်းရဲ့နောက်ထပ်ကွင်းလှည့်ကစားမဖြစ်တဲ့ Ryan Gravenberch ပေါ့လေဒီကစားမကလာလက်ရှိမှာ ဒါအကောင်းဆုံး performance ပြသခံရသူဖြစ်ပြီးတော့ Ryan Gravenberch ကဒါလက်ရှိမှာအသက်23နှစ်ပဲရှိတယ်။ Bayern Bayern Munich အသင်းကခေါ်ယူခဲ့တဲ့အချိန်ပေါ့လေ။အဲတုန်းက Liverpool က Euro 340ပေးရတဲ့2023မှာခေါ်တဲ့အချိန်မှာ Jurgen Klopp ခေါ်ယူတဲ့အချိန်မှာ defensive midfield player တယောက်အနေနဲ့သူ့ကိုအလောက်ထိမတုံးမဲနဲ့ central midfield player လိုလိုဟိုလိုလိုဒီလိုလိုနဲ့သူကစားတယ်။ဒါမဲ့အာနီစလော့ကသူ့ရဲ့ position ကိုအကောင်းဆုံးရှာဖွေတွေ့ရင်မှလက်ရှိကမ္ဘာအကောင်းဆုံး DM position တွေကကစားမတယောက်ဖြစ်သတ်မှတ်ခံထားရသူဖြစ်တယ်။သူ့ရဲ့ contract ကလည်း support sign လို့ပဲ2028 ठी ရှိတယ်။ဒီနေရာမှာ Liverpool အသင်းရဲ့ကွင်းလေကစားမကို Barcelona အသင်းကခေါ်ဖို့ဆန္ဒရှိတယ်။ Hansi Flick ကသဘောကျတယ်အထူးသဖြင့်အသင်းရဲ့ခံစစ်နဲ့တိုက်စစ်ကိုဟန်ချက်ညီအောင်ကောင်းကောင်းထိန်းချောင်းကစားနိုင်တဲ့အခြေအသွေးကိုသဘောကျတဲ့အတွက် ်ဘာဆိုနာအသင်းကသူ့ကိုလိုချင်တယ်လီဗာပူးရဲ့ကွင်းလက်စားမ Ryan Gravenberch ကိုသူတို့ကပေါင်44တန်းပေါ့လေဆိုယူရိုတန်း50ကျော်60လောက်ပဲပေးမယ်ဒါပေမဲ့ဖြစ်နိုင်ချင်ဘလို့မဖြစ်နိုင်ဘာလို့ Ryan Gravenberch ရဲ့လက်ရှိ current market ပေါက်ကြီးကဒါလီဗာပူးကိုစရောက်တဲ့ပြီးခဲ့တဲ့ရာသီပေါ့လေပြီးခဲ့တဲ့ရာသီတုန်းကသူပြီးခဲ့တဲ့ဘလို့ရာသီအစမှာ Ryan Gravenberch ရဲ့တန်ကြီးဒါသူ့ရဲ့တန်ကြီးကဒါယူရို35တန်းပဲရှိတယ် အဲ့ဒီမှာပြီးခဲ့တဲ့ရာသီမှာတောက်လျှောက်ခြေစွမ်းပြရင်းနဲ့အခုဒီနေ့ရာသီအစရောက်လာတဲ့အချိန်မှာ Ryan Gravenberch ရဲ့ current market ပေါက်ကြီးကယူရိုတန်90တိရှိတယ်55တန်တက်သွားတာဆိုတော့ Sobo Sign က85တန် market value ရှိတယ် Gravenberch ကတန်90ရှိတယ် Barcelona သင်းကဒီဒီ Gravenberch ကိုလိုချင်တယ် Real Madrid က Sobo Sign ကိုလိုချင်တယ် ရယ်မရယ်မက်ဒရစ်ကအပိုဆုအနေနဲ့သူတို့ဘက်ကခနာတီကိုပါအလွတ်နဲ့ခေါ်ကြည့်ပြီးတော့လီဗာပူးရဲ့ကစားသမားတွေတော်တော်များများကိုစိတ်ဝင်စားနေကြတယ်။ဒီနေရာမှာလီဗာပူးကဒါဒီဆာ့ချ်ကယ်ဘရီကိုနည်းနည်းစောင့်ကြည့်လေရှိတယ်။အဓိကတော့ဆာ့ချ်ကယ်ဘရီကိုသူတို့သဘောကျတဲ့အချက်ကဒါသူတို့အနေနဲ့လူအပ်ရင်တောင်ပန်ပိုဇီရှင်အတွက်သဘောကျတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဒါသူတို့ရဲ့ကိုယ်လေးကစားသမား Florian Verse နဲ့ Real Madrid ကရိုဒရီကိုတို့အလဲထက်ကိစ္စတွေမှာစကားပြောရဆိုတဲ့သတင်းတောက်လျှောက်တက်နေပြီးတော့အခုလောလောဆယ်မှာ စပိန်ဘလူးဂျီနဲ့တင်းကလီဗာပူးရဲ့အဓိကကစားသမားတွေကိုခေါ်ယူဖို့ဆန္ဒရှိနေပါအားလုံးကျေးဇူးတင်ပါတယ်